ဟုတ်ကဲ့ပါဒီနေ့မှာအရေးတကြီးပြောစရာကိစ္စတစ်ခုရှိပါတယ်လွန်ခဲ့တဲ့2နှစ်ဝန်းကျင်ချင်းလောက်ကသတင်းတပုတ်တက်လာတာကိုပြည်သူတွေလည်းတွေ့မြင်ရမှာပါမန္တလေး PDF ရဲ့ဗဟုဥဆောင်ကော်မတီဝင်2ဦးကိုအဲဒီအချင်းချင်းတက်ဖွဲ့တွေကပြန်ဖမ်းသွားတယ်မန္တလေး PDF ဗဟုကော်မတီနောက်ကဲ MOD အဲ့ဒီတက်ဖွဲ့တွေကနေပြီးတော့ဖမ်းဆီးထိန်းသိမ်းသွားတယ်ဘာကြောင့်ဖမ်းတာလဲသူတို့ဘယ်နေရာမှာထားတာလဲလုံးဝမသိရသေးဘူးဆိုပြီးတော့သတင်းတက်လာတယ်ဒီသတင်းကိုလည်းအားလုံးသိကြပြီးဖြစ်မှာပါအဲ့တော့ထားရဲ့နောက်ဆက်တွဲမန္တလေး PDF ရဲ့တုံ့ပြန်ချက်ပါအခု အဲကျွန်တော်ရိုက်နေတဲ့အချိန်မှာမိနစ်20ဝန်းကျင်ပဲရှိပါသေးတယ်မန္တလေးပီဒီယက်ကထုတ်ပြန်ထားတဲ့အဲသူတို့နှစ်ဦးနဲ့ပတ်သက်တဲ့သေးသေးကြောင်းရပါဒါပြည်သူတွေတည်တည်နဲ့တည်တည်ချာချာလေးရှင်းရှင်းလင်းလင်းအဲဒီချက်လက်တွေကိုတည်တည်နဲ့လို့ယူဆလို့ဒီကြောင်းရလေးကိုကျွန်တော်ထုတ်ပြန်ထားတဲ့အတိုင်းပြောပြချင်ပါတယ်အဲ့တော့ထုတ်ပြန်ချက်ကဒီနေ့21ရက်ရက်စွဲနဲ့ထုတ်ပြန်ထားတာပါနံပါတ်1ချက်အနေနဲ့ပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးကပေါက်ဖွားလာတဲ့ပြည်သူ့ကော်မတီတမတော်မန္တလေးဟာတပ်ပုံကြစစ်ပုံကြတဲ့ တက်ဖွဲ့တည်းရဖြစ်စေဖို့အစွမ်းကုန်ကြိုးပမ်းတည်ဆောက်လျက်ရှိပါတယ်ဆိုပြီးစပြုထားပါတယ်ဒါလိုမျိုးတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာတက်ဖွဲ့ဝင်တွေကြားမှာတာဝန်ရာထူးအဆင့်တက်မခွဲကြဘဲနဲ့အပြစ်ရှိတဲ့သူကိုအပြစ်လျောက်ထိုက်တင်တယ်လို့အပြစ်ပေးအရေးယူခြင်းဒီကျင့်ဝတ်အစည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းအဲဒီကိစ္စတွေကိုလည်းအထူးအရေးကြီးတဲ့ခန္ဓာတရအဖြစ်နဲ့ပါဝင်တာနဲ့ညီမိမိတို့တက်ဟာတက်တွင်းစည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းကိုအထူးလေးထားဆောင်ရွက်လေရှိပါသည်ဆိုပြီးနံပါတ်1ချက်အနေနဲ့မန္တလေး PDF ကဖော်ပြလာပါတယ်နံပါတ်1ချက်အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဗဟိုဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်တဲ့ကိုမုံနိုင်ဒီစီးရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဗန္နာရှာဖွေရေးဌာနကြီးမှုတို့ဟာကာလတံမိုးကြီးမားတဲ့တပ်ပိုင်ဗန္နာပစ္စည်းတချို့ကိုတဲ့ရဲ့စင်းမြင့်စည်းကမ်းနဲ့လုံထုံးလုံကြီးတွေကိုချိုးဖောက်ပြီးတရားမဝင် ထုတ်ယူသွားခဲ့ကြောင်းဒီဖြစ်စဉ်အတွက်ပြစ်ရှိကြောင်းအဲ့ဒီဗန္နာပစ္စည်းတွေကိုတပ်ထံကိုအ мян ဆုံးပြန်လည်အပ်နိုင်ရမှာဖြစ်ကြောင်း ဤပြမှုအတွက်တက်ကပေးအပ်တဲ့ပြစ်ဒဏ်ကိုခံယူရမှာဖြစ်ကြောင်းလွန်ခဲ့တဲ့ဩဂတ်လ2025ခုနှစ်မှာပြုလုပ်ခဲ့တဲ့သူတို့နဲ့ဥက္ကဋ္ဌပိုင်းဝင်တက်ရောက်တဲ့ဗဟုဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ဤဆုံးဖြတ်ချက်တွေကိုစက်တင်ဘာလ2025ခုနှစ်မှာကျင်းပခဲ့တဲ့တက်ရဲ့တက်မှုများ6လပတ်စုံကြီးအစည်းအဝေးမှာလည်းထပ်လောင်းပြီးတော့အတည်ပြုပြီးဖြစ်ပါတယ်ဆိုပြီးနံပါတ်1အချက်အနေနဲ့ပေါ်ပြလာပါတယ်။နံပါတ်3ချက်ကတို့ဖြစ်တော့လေအဲ့ဒီကာလကတော်လန်ရေးချင်းနေရ၎င်း သူတို့နှစ်ဦးရဲ့မေတ္တာရက်ခံတင်ပြချက်အရ၎င်းအခြားထောက်ရှုရမယ့်အခြေအနေအရ၎င်းပြစ်ဒဏ်တွေကိုလက်တွေ့ချမှတ်တာမပြုသေးပဲယာယီဆိုင်းငံ့ခဲ့ပါတယ်။နံပါတ်၄ချက်အနေနဲ့ပြောပြထားတာကဒါပေမဲ့သူတို့ဟာအခုချိန်ထိအဲ့ဒီဘန္နာပစ္စည်းတွေကိုတတ်ထန်ပြန်လည်အနှံ့တာမရှိသလိုအဲ့ဒီအတွက်မြည်တိုးသောဖြည့်ရှင်းမှုမှအတိပေးပြောဆိုတာမရှိပါ။သို့ပါ၍ဤပြစ်မှုဟာတပ်ဖွဲ့အတွင်းတာမန်စီးမြင်စည်းကမ်း ချိုးဖောက်မှုအဆင့်ကိုကျော်လွန်ကကြီးမားတဲ့ပြစ်မှုအမျိုးအစားအဆင့်ကိုရောက်ရှိသွားပြီဖြစ်တယ်လို့ကနဦးအဆင့်ကောက်ချက်ချနိုင်ပါသည်ဆိုပြီးနံပါတ်၄ချက်မှာတော့ပေါ်ပြထားပါတယ်နံပါတ်၅ချက်ကအဲ့ဒီကိစ္စရက်တွေကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကိုတင်ပြကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့ဗဟိုဥဆောင်ကော်မတီဝင်2ဦးဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးပနာရှာဖွေရေးဌာနကြီးမှုတို့ကို25ရက်နိုဝင်ဘာ2020ခုနှစ်ကစတင်ပြီးကနအူးအဖြစ် အောက်ပါအတိုင်းအပြစ်ပေးအေးအေးယူထားပါသည်ဆိုပြီးလုတ်ပြန်လာပါတယ်ဘလိုမျိုးအေးအေးယူထားလဲဆိုရင်သူတို့နှစ်ဦးလုံးကိုတက်ရဲ့လက်ရှိတာဝန်အားလုံးကရပ်ဆိုင်းခြင်းနောက်တစ်ခုကသူတို့နှစ်ဦးလုံးကိုလက်နက်ဖြုတ်သိမ်း၍အချုပ်နဲ့ထိန်းသိမ်းထားရှိခြင်းဒီဒီပြစ်ဒဏ်နှစ်ရပ်ကိုချမှတ်ထားတယ်လို့ဆိုပါတယ်နံပါတ်6တင်ပြလာတဲ့ချက်ကဤတပ်ဖွဲ့ဝင်တို့ဟာတက်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရာ ဒီမှုကိုတာမန်တက်တွင်စီရင်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မသင့်တဲ့အတွက်ကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကအမှုတွေဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ပြီးတော့ဆောင်ရွက်နိုင်ဖို့တရင်ပို့တင်ပြထားပြီးလည်းဖြစ်ပါတယ်ဆိုပြီးဖော်ပြလာပါတယ်နံပါတ်9ချက်ကအဲ့လိုမျိုးစီကံထိန်းသိမ်းတာနဲ့ပြစ်ပေးအေးအေးယူတာဟာတာမန်အဖြစ်မိမိတို့တက်တွင်းကိစ္စတွေသာဖြစ်ပြီး အများပြည်သူကိုအတိပေးထုတ်ပြန်လို့မရှိပါလို့ဖော်ပြပါတယ်ဒါပေမဲ့အခုဖြစ်စဉ်ကိုအကြောင်းပြုပြီးတော့မလိုလားအပ်တဲ့သတင်းချက်လက်အလွဲအမှားတွေတော်လိုင်းအကျိုးကိုထိခိုက်စေမဲ့ကောလာဟလအမှားတွေပေါ်ပေါက်လာတဲ့အရေးအယောင်တွေကြားသိနေရတဲ့အတွက်တော်လိုင်းအကျိုးကိုရှေ့ရှုပြီးတော့အခုလိုမျိုးသတင်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်ဆိုပြီးနမခွန်မှာဖော်ပြပါတယ်နမရှိအချက်ကအခုလိုမျိုးတော်လိုင်းရဲ့ခက်ခဲကြမ်းတမ်းတဲ့အခိုက်အတန့်ကာလမျိုးမှာတော်လိုင်းအကျိုးကိုထိခိုက်စေမဲ့သတင်းချက်လက်အလွဲအမှားတွေကိုမဖန်တီးမဖြန့်ဖြူးကြဖို့လဲတတ်ဆိုင်သူအားလုံးကိုအလေးနက် မေတ္တာရက်ခံအပ်ပါသည်လို့မန္တလေး PDF ကပြောပါတယ်။အခုနမကိုအချက်အနေနဲ့အခုလိုမျိုးကာလမှာပြည်သူလူထုကိုစိတ်ပိုင်းဆိုင်ရာသုံးတရားအနှောက်ယှက်ဖြစ်စေမဲ့ဒီဖြစ်စဉ်တဲ့မျိုးပေါ်ပေါက်စေတဲ့အတွက်လည်းပြည်သူလူထုကိုမိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကအထူးတောင်းပန်အပ်ပါသည်။ပြည်သူ့ကော်မတီတပ်မတော်မန္တလေးတီတပ်ဖွဲ့ဝင်များကြားတာဝန်ရသူအစင်းနဲ့မခွဲကြပဲအပြစ်ရှိသူကိုအပြစ်လျောက်ထိုက်တင်တယ်လို့အပြစ်ပေးအရေးယူခြင်းကျင်းဝတ်စည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းအပါဝင်တပ်တီဆောင်ရေးလုပ်ငန်းစဉ်ကိုပို့ပြီးတော့ အားစိုက်ဆောင်ရွက်သွားကပြည်သူ့ຫນွေဦးတော်လှန်ရေးကြီးရဲ့အနိမပန်းနံဖြစ်တဲ့ဒန်နူမူနဲ့ကိုပိုင်ပြဌာန်းခွင့်ရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်မစုံမနစ်ဆက်လက်ပြီးတော့ခြိတက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုလေးစားစွာအတိအပြတင်ပြအပ်ပါသည်ဗဟိုဥဆောင်ကော်မတီပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဆိုပြီးထုတ်ပြန်ထားတာပါဒါကတော့မန္တလေး PDF ရဲ့ကိုမုံတိုင်းနဲ့နောက်တူဖြစ်တဲ့ကျွန်တော်တို့ကိုနိုင်ကြီးတို့နဲ့ပတ်သက်ပြီးတော့ထုတ်ပြန်လာတာပါအဲ့တော့ ။ဓမ္မလိပတိရဲ့ကဖော်ပြထားခဲ့တဲ့အတိုင်းပါပဲ။ဒီလိုမျိုးအတွင်းထဲမှာအချင်းချင်းကြားမှာဒီလိုမျိုးပြဿနာတွေအစိပ်ပိုင်းတွေပေါ်ပေါက်လာရင်ပြည်သူလူထုကအာရုံရတယ်ဆိုတာကတော့အရှိတရားပါပဲ။အဲ့တော့တပ်ဖွဲ့တွေကလည်းမားတထောင်သားတွေလူအမျိုးမျိုးနေပေတီတီကဏဖုံဖုံကလူတွေနဲ့စုဖွဲ့ထားတာဖြစ်တဲ့အတွက် ပြဿနာတွေကတော့ရှိမှာပါပဲ။အလုပ်လုပ်ကြတယ်၊စုဖွဲ့ကြတယ်တူထပ်ပူတဲ့စုဖွဲ့မှုတွေပြုလုပ်ကြတယ်ဆိုရင်ဒီလိုမျိုးပြက်တနာတွေရော်ရဲမှုတွေချိုးဖောက်မှုတွေ ဒါတွေကတော့အမားတွေအလွဲတွေဒါတွေကတော့ကျုံတွေ့ရမှာပါတူးတဲ့တောင်မှကိုယ်စိတ်နဲ့ကိုယ်ကိုဟိုအလိုမကျတဲ့တယောက်ထဲတောင်မှအလိုမကျတဲ့ရံဖြစ်နေရတဲ့ဖြစ်စဉ်တွေဖြစ်တတ်တဲ့သဘောတော်ဟာရှိတာကိုဒါကြောင့်မလို့တက်တွင်းထဲမှာဒီမန္တလေး PDF တင်မဟုတ်ပါဘူးတခြားတက်ဖွဲ့အသီးသီးအသီးသီးမှလည်းဒီပြဿနာမျိုးတွေရှိနေပါတယ်ပြဿနာဖြစ်တာကသဘာဝပါပဲဒါပေမဲ့အဲ့ဒီပြဿနာပေါ်မှာဘလို့ထင်းကြောင်းမလဲဘလို့စီးမြင်ဥပဒေနဲ့တွားမလဲဘလို့မျိုးစနစ်တကျဆောင်ရွက်မလဲတရားမျှတမှုရှိအောင်ဘလို့မျိုးလုပ်ကြမလဲဆိုတာကဒါအရေးကြီးတာပါ ပြဿနာတွေကိုကျွန်တော်တို့ကြောက်စရာမလိုပါဘူးအလုပ်လုပ်တဲ့သူတိုင်းနောက်တစ်ခါဒါတွေကိုစုဖွဲ့ပြီးတော့ပြင်ဆင်တိဆောက်နေတဲ့အဖွဲ့တိုင်းကပြဿနာတွေတခုမဟုတ်တော့တခုတွေ့ကြရမှာပါကျွန်တော်တို့မသိတဲ့အတွင်းထဲကပြဿနာတွေဒီလက်မကအများကြီးရှိနေပါတယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေကိုကျွန်တော်တို့ရိုးသားစွာနဲ့စနစ်ကျစွာနဲ့ညံ့ညတ်တတစီမံဆောင်ရွက်ထိန်းချုပ်မှုတော့လိုအပ်ပါတယ်မဟုတ်ရင်တော့ဒီလိုသတင်းချက်လက်တွေပေါ်လာတိုင်းပေါ်လာတိုင်းမှာကျွန်တော်ပြည်သူလူထုကတော့ခုနပြောခဲ့တဲ့အတိုင်း အားယောရပါတယ်။တနည်းအားဖြင့်ဆိုလို့ရှိရင်အဲ့လိုသတင်းအချက်လက်တွေရဲ့အောက်မှာသူ့လူကိုပတ်သားအနေနဲ့သူတို့ကပဲပြဿနာတွေကိုသိတယ်လို့လို့နှက်ချောင်းပေးတယ်လို့ထင်ကြီးပေးတယ်လို့လို့နဲ့အများကြီးပို့ပြီးတော့ရှုပ်ထွေးအောင်ဖွားနေကြတဲ့သူတွေအခြားသူတွေမဟုတ်ပါဘူး။6800လားတွေပါပဲ။အဲ့တော့သူတို့ကွန်မန့်တွေကိုလည်းကျွန်တော်တို့ကတခြားသတိထားပါမယ်။ဒါကလေးမှာအဲ့ဒီသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့အခါမှာကွန်မန့်တွေကိုလိုက်ပြီးတော့ပြန်လှန်ပြန်ပြန်လှန်လှန်ဖတ်ကြတယ်ရှာဖွေကြတယ်ကြည့်ကြတယ်ဒါပေမဲ့အဲ့ဒီထဲကပဲ စိုက်ဝါးတွေအစိတ်တောက်တွေဖြစ်စေတဲ့အကြောင်းအရာတွေလည်းကျွန်တော်တို့ခေါင်းထဲကိုအများကြီးစုပြုံပြီးတော့ရောက်လာနိုင်ပါတယ်ဒါတွေကိုကျွန်တော်တို့ကသတိတည်ကြည်ထားဖို့လိုပါတယ်တည်တည်ချာချာလေးရှုမြင်သုံးသပ်ကြည့်ဖို့လိုပါတယ်သတင်းချက်လက်တွေအားလုံးကိုဟိုမသိနိုင်ဘဲနဲ့ကျွန်တော်တို့ဝလုံးရှင်နဲ့ရမ်းနေလို့မရပါဘူးအခုမနေ့ PDF ကထုတ်ပြန်တဲ့ထုတ်ပြန်ချက်ကလည်းအလုံးစုံပြည့်စုံတယ်လုံလောက်ပါတယ်ကျွန်တော်အာမခံပါတယ်လို့ဆိုလိုချင်တာဆိုလိုနေတာမဟုတ်ပါဘူးဒီကအတွင်းမှာဖြစ်တဲ့ကိစ္စတွေကကျွန်တော်တို့လည်းမသိနိုင်ပါဘူးဒါတွေကတည်တည်ချာချာစနစ်ကြတည်တယ်ဆိုရင်တော့ တင်ပြရပါမယ်စနစ်တကျပြောရပါမယ်အခုကတော့အဖွဲ့အစည်းတစ်ခုတနင်္ဂနွေလုံးအတိုင်းတာနဲ့တာဝန်ခံပြီးတော့လှုပ်ထားတဲ့လက်နက်ကိုင်ဖွဲ့စည်းတစ်ခုကနေထုတ်ပြန်တဲ့ထုတ်ပြန်ချက်ဖြစ်စဉ်သေးစိတ်ကိုပြည်သူကိုတင်ပြတယ်တင်ပြချက်ပါအဲ့တော့ဒီအချက်လက်တွေကိုလည်းကျွန်တော်တို့ကသေသေချာချာကြည့်ရပါဒီတက်ကိုတည်တဲ့အချက်လက်တွေရှိရင်လည်းခိုင်ခိုင်မာမာနဲ့ပြောဖို့လိုပါတယ်မဟုတ်ဘဲနဲ့တော့ ဟိုကိုမန့်တစ်ချောင်းတစ်ချောင်းစာအချက်လက်သိသလိုလိုဆရာကြီးလိုလိုဟိုအချင်းချင်းပြုတ်ကွဲစေမဲ့အကြောင်းအရာမျိုးတွေလမ်းကြောင်းပေးတဲ့အရာတွေကိုတော့ကျွန်တော်တို့ကြက်ကြက်ကိုတတိထားရပါမယ်။ဘာကြောင့်လဲဆိုလို့ရှင်ဒါတွေကကျွန်တော်တို့ရဲ့တော်လိုင်းတာဝန်တွေထမ်းရွက်ဖို့စိတ်အားထက်သန်နေမှုတွေကိုရိုက်ချိုးလိုက်ကြတဲ့အကြောင်းတရားတွေကတခုဖြစ်နေပါဝင်နေလို့ပါ။ဒါတွေကအမြဲတမ်းအစိတ်တောက်ဖြစ်စေပါတယ်။ဒါတွေကိုကျွန်တော်တို့တတိကြီးကြီးထားရပါမယ်။သတင်းဌာနတွေသတင်းရေးသားသူတွေသတင်းတင်ဆက်သူတွေအနေနဲ့လည်းဒါတွေကိုဟိုတိတိကျကျလေးကိုတတိကြီးကြီးထားပြီးတော့လုပ်ရပါမယ်။အစလေးတွေဆွဲထုတ်နေုံနဲ့ကျွန်တော်တို့မရပါဘူး။ ဆွဲထုတ်မယ်ဆိုရင်ကျွန်တော်တို့တကယ်အချက်လက်တိတိကျကျနဲ့တိတိကျကျရှင်းတဲ့အထိဆွဲထုတ်နိုင်မှရမှာပါအစားလေးကိုဆွဲထုတ်ထားတယ်အဲ့ဒီအစားပေါ်မှာအခြေခံပြီးတော့ခုနပြောတဲ့သူ့လူကိုဘတ်သားလုပ်ပြီးတော့စိတ်သက်စစ်စရေလုပ်နေသူတွေရဲ့အဲ့ဒီအစားတွေကိုနင်းပြီးတော့ပြည်သူလူထုကိုစိုက်ဝါးရထဲကြမယ်အာမင်းတို့ဒေါ်လာကြီးကဟိုအောင်မှာမဟုတ်ပါဘူးကွာမင်းတို့ဒေါ်လာကြီးရင်အောင်မှာပေါ့ဆိုတဲ့ဟာဒါတွေကဒေါ်လာကြီးကိုယုံကြည်လို့တကယ်ဒေါ်လာကြီးမှာပါဝင်ပြီးပြောနေတဲ့သူတွေမဟုတ်ပါဘူးအများစုက တကယ်ဟိုဘက်ကနေပြီးတော့စိုက်ဝါထက်ပြီးတော့လာပြီးတော့ပြောင်းနေကြတဲ့သူတွေပါဒါတွေကိုလည်းပြည်သူလူထုကသိကြပြီးဖြစ်ပါတယ်ကျွန်တော်ထပ်ဆင်ပြီးတော့ဟော remind လုပ်တဲ့အနေနဲ့သတိပေးတဲ့အနေနဲ့ထပ်ပြီးတော့ပြောတာပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာဆိုရင် comment တွေကိုလည်းတိတိချာချာဖတ်တဲ့အလေးချင်းရှိကြတဲ့အတွက်ပါအဲ့တော့ကွန်မုန်တိုင်းနဲ့အဲဒီမလေးပြည်ရဲ့ကဗဟုကော်မတီဝင်2ဦးနဲ့ပတ်သက်ပြီးတော့မလေးပြည်ရဲ့ကတော့သူတို့ထိမ့်သိမ်းထားတဲ့လက်နက်တွေဖြုတ်ပြီးတော့ယာရုတွေ အဲတောင်ဝင်ရက်နာပြီးတော့လက်နဲ့တွေဖြုတ်သိမ်းပြီးတော့အချုပ်ချပြီးတော့ဒါတွေကိုအရေးယူထားတယ်ဆိုပြီးတော့တိတိပပပြုတ်သွားပါပြီဒီချက်လက်ကပြည်သူလူထုတိတိချာချာလေးအဲသတင်းချက်လက်အနေနဲ့တိပြင့်တဲ့အကြောင်းအရာမျိုးလို့ကျွန်တော်မနေ့ပြည်ရဲ့ထုတ်ပြန်ချက်ကိုအသေးစိတ်ဖတ်ပြပြီးတော့တိဆက်ပြလိုက်ရတာဖြစ်ပါတယ်